လူဗီတို့ကအခုဆိုရင်အစားပြက်လက်တဲ့ပြဿနာနဲ့ကြုံတွေ့နေရပြီးတော့လူဗီကလည်း chopper ကို emergency food ဖြစ်စားဖို့လုပ်နေရကြောင်းနာမည်လည်းတီးပစ်လိုက်ပြီးဗိုက်စာလုံးလုံးလဲချသွားခဲ့ရပါပြီ။အဲဒီချိန်ပတ်ဖြိုကကျွန်းကျွန်းတွေ့ကြောင်းလှမ်းပြောတော့နာမည်လည်းမြေပုံတဲကကျွန်းတေးလေးကိုတီးရသွားပါတော့ရဲ့။ stroke တွေကလည်းတတို့ရဲ့ဗိုက်ပြဿနာကိုဖြေရှင်းဖို့ချက်ချင်းသွားကြမယ်ဆိုပြီးအော်ပြောနေတဲ့အခါအဲဒီကျွန်းကိုပင်တယ်များတွေသွားတဲ့နေရမှာမဟုတ်ပဲခြေတစကန်တစ်ခုဆိုတာကို pop ကလည်းပြောပြလိုက်ပါရဲ့။တို့နဲ့နာမည်တို့ကစားစရာခိုးဖို့အတွက်ရှင်ကုန်းတင်းမောင်းတဲ့အတူထွက်လာခဲ့ကြပါပြီ။ကျွန်းမှလည်းခြေတအင်အားပြင်းနေစောင့်နေကြပါတယ်။ ဲ့ဒီချိန်ရှိတဲ့တင်မောတစင်းကလည်းရောက်လာပြီးတော့တင်မောမှာလူတစ်ဖြစ်တဲ့သူတယောက်ကရှိတဲ့ဒါတွေကိုတိုက်ခိုက်နေပြီးဘယ်ကောင်မှတုံးစားမရဘူးလို့ဆိုပါတယ်။အားနေတဲ့ငကြောက်တွေကိုစော်ပြစ်မယ်ဆိုပြီးသူတို့ကထပ်ပြီးတိုက်ခိုက်တဲ့အခါ Vice Admiral Pretty ကရောက်လာပြီးတော့ရှက်တက်လိုက်ဖို့ပြလိုက်ပါတယ်။တဖက်မှာလည်းတသားတချို့က brook ကိုမြင်ပြီးမေးလဲခုန်ကြပါပြီဒီလိုနဲ့နာမီတို့လည်းရှေ့တဲ့အင်ဂျီတကိုလဲပြီးအထဲကိုခိုးဝင်မှုပြင်ဆင်ပါတော့ရဲ့လူပြီကတော့သူသားကြီးမဝင့်ချင်မှုလုံနေလို့စားစရာလိုချင်ရင်တော့တေချာလိုက်လို့နာမီကလည်းပြောလိုက်ပါတယ် နာမီတို့လည်းမှန်ပြောင်းတဲ့စခန်းရဲ့အခြေအနေကိုကြည့်ပြီးစားစရာတူလောင်ရှုံကိုတော့တွေ့လိုက်ရပါပြီ။တူလောင်ရှုံနဲ့ပင်မနေရာကနီးတာမလို့တတိထားတာပိုကောင်းမယ်လို့ချက်ပါကဆိုပါရဲ့။သူတို့နဲ့နာမီတို့လည်းတူတူသွားကြမယ်ဆိုတဲ့အကြောင်းလူဗီကိုပြောနေတော့လူဗီရောခါရောကောမရှိကြတော့ပါဘူး။တဖက်ကဖြိုတီကလည်းလူတစ်ကောက်ကစခန်းကိုစားရောက်လာကြတဲ့ကတင်မော့တစ်ခုလုံးကိုဖျက်ဆီးလိုက်ကြအောင်စီစဉ်နေဖြစ်တဲ့ gap ကိုဒေါ်ရအကြီးနဲ့ပြောနေခဲ့ပါရဲ့။ Grok ကတာဝန်ကျတဲ့နေရာပြောင်းတာကိုသူကိုယ်တိုင်တောင်းဆိုခဲ့တာမလို့သူကိုယ်ကယူဆိုင်ပြီးဖို့ gap ကပြောလိုက်ပြီးဖုံးချသွားခဲ့ပါရဲ့။ ဂရော့ကအဲ့လိုဝေးတဲ့နေရာကိုသွားပြီးဘာလို့ဖို့တွေးနေတာလဲလို့ကိုဘီကလည်းပြောနေခဲ့ပါတယ်။ဒီကိုဘာရွယ်ချက်နဲ့လာခဲ့တာလဲလို့ဖျိုတီကလည်းဂရော့ကိုမေးလိုက်ပါတယ်။ ဒီနားမှာပင်မန်းရှိတာမလို့သူ့ကိုစော်ဖို့လာခဲ့ကြောင်းဂရော့ကပြန်ပြောတော့အသက်၁၈နှစ်နဲ့ရှေ့သက်ခေါင်းဆောင်ဖြစ်နေလို့ဌာနချုပ်ကတော့ဘာလို့တွေးနေရလဲလို့ဖျော်ဒီကပြောနေပြီးဂရော့ကအရင်ကအောက်ကီချီရဲ့အဖွဲကမလာလို့ထပ်မေးလိုက်ပါတယ်။အောက်ကီချီကရှေ့သက်ခရဲကထွက်သွားခရဲကအဆင်မရှိတဲ့လောက်ဖြစ်နေပြီးတော့ဒီကြားထဲမကောင်းတဲ့တွေကြားနေမိကြောင်းပရိုဒီကပြောလိုက်လို့ဂရော့လည်းဒေါသတွေထွက်ပြီးတော့အောက်ကီချီကိုမကောင်းမပြောဖို့ပြန်អော်ပါတော့ရဲ့။မကြခင်တာဝန်ပေးရမှာမလို့အခုတော့ထိမ့်သိမ်းထားဖို့ပရိုဒီကသူ့လူတွေကိုပြောလိုက်ပါတယ်။တဖက်မှာလည်းလူပီတို့ကစားစရာအနံ့အတိုင်းတွားနေလို့နာမီတို့လည်းတားဖို့နောက်ကရင်လိုက်ရပါတော့ရဲ့။ စားစရာဆောင်ကို ground ကရောက်လာတော့အားလုံးဟာအကိုဖွဲ့သားတွေကိုတတ်မမထားတဲ့သူဆိုရင်ထွက်သွားကြဖို့ဝိုင်းပြီးတိုက်ခိုက်မှုလုပ်တဲ့သူတွေကိုလည်း ground ကပြန်စော်ပေးလိုက်ပါတယ်။အဲ့ချိန်ဘုံဟမ်ကရောက်လာပြီးတော့ ground ကိုဖတ်ခါသူအရန်တွေးချင်နေကြောင်ပြောလိုက်ပါတယ်။စပါရောဒီမှာပေးလာလို့ ground ကမေးတော့ဘုံဟမ်လည်းစပါကိုလှမ်းပြလိုက်ပြီးတော့ဒီကိုရောက်ပြီးမချခင်မှာပဲမိမတိုင်းကိုလက်ထပ်ဖို့တောင်းဆိုနေပေမဲ့အကောင်ငင်းခံလိုက်ရကြောင်ကိုပြောပြလိုက်ပါတယ်။တဖက်ကလူပီတို့ကလည်းရှစ်တသားအယောင်ဆောင်နဲ့စားချဖို့လုပ်နေခဲ့ပါပြီ။တဖက်ကရှစ်တသားတချို့ကလည်းအဲ့ဒီဂျွန်းနဲ့ကျွတ်တော့ခံထားရတဲ့တသားတွေကိုရှာတွေ့သွားပြီးဌာနချုပ်ကိုအကြောင်းကြားကြပါတော့ရဲ့။ ပြိုတီကိုလည်းတရေတကောင်ပေါ်လာပြီးတိုက်ခိုက်သွားတယ်လို့ပြောကြကြောင်းတသားတယောက်ကလည်းတင်ပြနေခဲ့ပါတယ်။ဟာသားတွေလာလုံးနေရတာဆိုပြီးပြိုတီလည်းစခန်းရဲ့နေရာအနှံ့ကျူးကျော်ဝင်ရောက်နိုင်တဲ့နေရာတွေကိုရှာဖို့အမိန်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းလူဗီတို့ကတော့ဘသူကမှခရူးမဆိုင်တဲ့ပုံစံနဲ့စားတောက်နေကြတာကိုနာမီတို့ကလည်းကြည်နေတယ်။သူတို့ကဘိုက်စာလို့နေခဲ့ပါပြီ။နာမီတို့ကြည်ရတာမမြင်ဘူးတဲ့မျက်နှာမို့လို့မြင်များစားပြီးတော့အားဖြည့်ချဖို့စပူတော်ကအဖွားကစားစရာလေးပြင်ဆင်ပေးလိုက်ပါတယ်။ တစ်ဖက်ကပီတီတို့ကလည်းမော်နီတာကတဆင့်လှူရှာမှုတွေကိုကိုယ်တိုင်လာကြည့်ပေမဲ့ဘယ်မှာပုံနေတာကိုမှမတွေ့ရပါဘူးတစ်ဖက်ကကာမရာတို့ကလည်းနာမည်နာမည်ကိုအော်ခေါ်နေပြီးတော့တူတူစားကြဖို့ဒီကိုလာခဲ့ဖို့ပြောနေခဲ့ပါတယ်ဒါကိုစပါကကြားလိုက်ရပြီးတော့နာမည်ကိုလည်းမြင်လိုက်ရပါပြီစပါကချက်ချင်းနာမည်နာကိုတွားပြီးတော့ဆော့ခ်အဖွဲ့တွေကမလာလို့မိလိုက်ပါတယ် နာမီလေသူကလူသစ်မီနာပါလို့ပြောနေပေမဲ့ဇပါကတော့ပိုစတာပါထုတ်ပြလိုက်ပြီးတော့နာမီရဲ့မျက်နှာလေးကိုနေညမပြတ်ကြည့်နေမိတာမလို့သိတယ်လို့ဆိုပါရဲ့ရှစ်သက်တွေဘာတွေဆိုတာကိုခဏမိတ်ထားပြီးတော့လက်တခွင်ပေးဖို့သူ့ချစ်ကိုလက်ခံပေးပါဆိုပြီးတော့နမ်းမို့လုပ်တဲ့အခါအဖွားကဇပါနှခမ်းကိုဇွန်ကွက်နဲ့ထိပေးလိုက်ပြီးတော့ထွက်သွားပြီဖြစ်ကြောင်းပြောလိုက်ပါရဲ့တဖက်ကလူဗီကလည်းဒီညကခါရီတွေကအရန်ကောင်းလို့အိုးလိုက်မှနေခဲ့ပါပြီတဖက်ကပရိုတီကလည်းကြွကြွတူမတွေ့လို့ဒေါ်တာတွေထွက်နေတော့စပိုးဆောင်မှာစကားတွေများနေတဲ့ကိုတွေ့လိုက်ရပါရဲ့ လူပိကုံမြင်တော့ပို့ပြီးတော့ဇွန်ဆွဲကြည့်လိုက်တဲ့အခါ gap ရဲ့မြည်ဆိုတာကို priority တီးသွားပြီးတော့အချက်ပိခလုတ်ကိုနှိပ်လိုက်ပါပြီ။ကျူးကျော်သူတွေ့ထားပြီးတော့စပိုးဆောင်မှာနင်းကန်စားတောင်းနေတဲ့ short hair လူပိဆိုတာကိုကျွတ်တခုလုံးကို priority ကပြောလိုက်ပါတယ်။တပတ်ကနာမည်တို့ကလည်းလက်ပလာနဲ့မထွက်သွားနိုင်လို့တူလောင်ရှုံကိုသွားပြီးစားစရာပဲယူဖို့လုံနေခဲ့ပါပြီ။ရှစ်တဲရဲ့ဂုံတိတ်ခါအတွက်ဒီကျုံကနေလုံဝထွက်ခွာခွင့်မပြုနိုင်ပေနဲ့မင်းတို့ပဲတခြားဖမ်းကြဖို့ priority ကပြောလိုက်ပါတယ်။လူပိတကုတ်လည်းရှစ်တဲက wind ထားလိုက်ပြီးတော့ short hair လူပိကတော်တော်တုံးအားတဲ့ပုံပဲလို့ ground ကပြောနေခဲ့ပြီးမင်းကိုငါကစော်ပြက်မဲ့ကောင်ပဲလို့ထပ်ပြောလိုက်ပါတယ်။အတူတူပဲဖြစ်ဖြစ်လူပိကတော့အစ ားပဲဆက်စားနေခဲ့ပြီးတော့ ground သူတောင်းောက်ကလည်းလူဗီကိုတူဆော်မဲ၅ဆော်မဲလုံးနေခဲ့ကြပါပြီ။စပတ်ကလည်းသူသားလူဗီကိုအနိုင်တက်နိုင်ရှင်နာမီကသူ့အတွက်ဖြစ်လာလိမ့်မယ်လို့ဆိုပါရဲ။ခါရော့ကသူတို့ဝိုင်းခံထားရတဲ့အကြောင်းလူဗီကိုပြောနေပေမဲ့လူဗီကတော့ပို့ပြီးတော့စားရအောင်မယ်လို့ဆိုကအကုန်စားပြစ်နေပါတော့။900မီလီယံဘယ်ဘီဆိုတာဘာမှမဟုတ်ပါဘူးဆိုပြီး ground ကစတဲ့ခိုက်ပြီးတဲ့နောက်ပင်တတမြောက်ရဲ့အတွက်စားဖို့ဆိုတာဒီမှာဘာမှမရှိဘူးလို့ဆိုပါရဲ။တဖက်ကနာမီတို့ကလည်းတူလောင်ယုံဂန်ရှစ်ကိုရှောင်းနေပြီးတော့တဖက်ကလူဗီကလည်းစားတောက်ရင်းနဲ့ကို ground ကိုတိုက်ခိုက်နေခဲ့ပါပြီ ။ဘိုဟမ်ကသူတိုက်ခိုက်မယ်ဆိုကဖရင်ဂန်ပစ္စတိုနဲ့အစမပြတ်ထိုးပြီးတော့တမ်ပါစကင်နဲ့ခုတ်ပြတ်ပါတော့။လူပီကလည်းတူတူလိုလှောင်ရှိုင်းတာကဘိုက်ကိုပိုစားစေရဆိုပြီးတော့နာမည်သူဗမာလဲလို့ကားဘက်ကိုမင်းနေတော့ဘိုဟမ်ကအရှိကပေါ်လာလို့ဂျက်ပစ်တိုနဲ့ထိုးပြီးစားစရာတွေရှာဖို့ဆက်လုပ်ပါတော့။အဲဒီချိန်စပါကကားဘက်ကမုံလာဦးလေးတွေလာပေးလိုက်ပြီးတော့နာမည်လေးလည်းမေးလိုက်ပါတယ်။ကားဘက်ကသူမနာမည်ကိုမိတ်ဆက်လိုက်ပြီးမုံလာဦးပေးလို့လည်းကျေးဇူးတင်ပြီးတော့ဂါချူတဲ့အခါစပါလည်းအပျော်လွန်ပြီးလဲကျသွားပါတော့။လူပီကတော်တော်လေးနာမည်သူစီသွားကြရအောင်မဲ့လို့ကားဘက်ကိုလမ်းခေါ်လိုက်ပါတယ်။ စပါကလည်းသူ့ရဲ့ခါရက်ကိုခေါ်ဆောင်သွားတယ်ဆိုပြီးလူပိကိုစားတိုက်ခိုက်ပါပြီ။မုံလာဦးရဲ့ပေးထားရဲဆိုရင်လည်းခါရက်ကပြန်တောင်းပန်လိုက်ပြီးတော့စပါကိုလည်းလက်သေးတွေနဲ့ထိပေးလိုက်ပါတယ်။အဲ့ဒီအချိန်ဘလော့ကရောက်လာတော့လူပိလည်းနာမီတို့မှမလဲလို့မိလိုက်ပါတယ်။နာမီတို့ကအပြင်ဘက်ကစားစရာတူလောက်ရှုံပါလို့ပြောတော့လူပိတို့လည်းချက်ချင်းလိုက်ကြပါတော့ရဲ့။နောက်ကနေ ground နဲ့ bohem ကလည်းသူချမဲ့ကိုချမဲ့နဲ့အနောက်ကလိုက်ပါလာခဲ့ပါပြီ။စပါကလည်းပြန်ချလာပြီးခါရက်ရဲ့လျှက်စနစ်ထပ်ထိကွင်းပေးပါလို့ပြောရင်းနဲ့အနောက်ကလိုက်ပါတော့ရဲ့။တပတ်ကလူပိနဲ့ခါရက်ကလည်းသူတို့လမ်းမှာပိတ်ဆို့နေတဲ့တသားတွေကိုရှင်းပြပြီးအရှိကိုဆက်လာနေခဲ့ကြပါပြီ။ ဘလုတ်ကဝန်ကြီးတကောင်မှုလို့နည်းကိုဖြတ်သွားနိုင်ပေမဲ့လူဗီတို့အတွက်ကြသွားစီရလမ်းကြီးကပိတ်လို့နေခဲ့ပါရဲ့ဘလုတ်လည်းလူဗီတို့သွားလို့မရတာမေးသွားတယ်လို့ပြောနေခြင်းနဲ့အနောက်ကနေ ground တို့ကလည်းရောက်လာခဲ့ပါပြီ ဘလောက်ပဲ new world မှာ world generation နေဆိုပြီးတော့နာမည်ကြီးနေပါစေ။နှုံအားတဲ့ကောင်တွေပဲမလို့ ground လို့ပဲလို့ဘွန်ဟန်းကဆိုပါတယ်။ ground ကလည်းသူ့ကိုငနှုံငအားလို့ပြောချင်တာလားဆိုပြီးရန်ရီဖြစ်ကတဖက်ကစပါကလည်းဂါချူပေးပါလို့ဆိုပြီးလာနေခဲ့ပါပြီ။လူဗီကလည်းနရကိုဖောက်ခွဲပြီးရှေ့ကိုဆက်လာနေခဲ့ပါပြီ။ block ကလည်းသူကတင်မော့စီပြန်တော့မယ်ဆိုတာထွက်ခွာသွားခဲ့ပါတယ်။ဒီလိုနဲ့တိုးလောင်းရှုံရှောက်တော့လေလူဗီတို့ကအေးစေးထိုင်စားနေတယ်လို့နာမီကလည်းသူတို့အမြန်ထွက်သွားမှရမယ်လို့ဩပါရော။အဲ့ချိန် ground တို့ကလည်းရောက်လာခဲ့ပါပြီ။ ဂရော့ကသူနဲ့တိုက်ခိုက်ဖို့လူဗီကိုစိန်လာခေါ်ပြီးတော့ဒီမှာပင်လယ်သမားတွေတော့စားစရာမရှိဘူးလို့ထပ်ပြောတာစားပြီးတော့တိုက်ခိုက်ပါတော့ ဘိုဟမ်ကိုရဲ့ချက်ပကတိုက်ခိုက်ပေမဲ့အိုင်ယွန်ပေါ်ဂျီကိုတုံးလိုက်တာမလို့တရားမှုမရှိခဲ့ပါဘူး။ရီချီကွန် the second step ဂရီစီယာကိုဘိုဟမ်ကတုံးလိုက်ပြီးတော့အမြန်နှုံးနေတဲ့ချက်ပကကိုပြန်ပြီးတိုက်ခိုက်ပါတော့။ချပကကတ်ပွိုင်းကိုတောင်းလိုက်တဲ့အခါဘိုဟန်လည်းပြန်ကန်ထွက်သွားခဲ့ပါပြီ။ဘိုဟန်ကထပ်ပြီးတော့တန်ဖီကာပစ္စတိုနဲ့ထပ်တိုက်ခိုက်ပြီးဒီစစ်ပါဝါကမင်းကိုအနိုင်ယူသွားလိုက်မယ်လို့ဆိုပါတယ်။ချပကလည်း heavy ပွိုင်းကိုတောင်းပြီးတော့သူက monster တကောင်လို့ဆိုတာ heavy gun နဲ့ iron body swing ကိုတုံးထားတဲ့ဘိုဟန်ကိုထိုးလိုက်ပါတော့။ တပကလူပီတို့ကလည်းစပါကတားလိုက်ပြီးတော့ဒီလိုအလွယ်လေးနဲ့ထွက်သွားခွင့်ပြုနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။နာမီနဲ့ခါဘောနှစ်ယောက်လုံးသူ့ရဲ့ဂျင်ယာဘက်အမျိုးသမီးလေးဖြစ်လာပေးနိုင်မလားဆိုပြီးစပါကထပ်ပြောတဲ့အခါနာမီလည်းဝက်တာအက်ကိုထုတ်လိုက်ပါတယ်။ မိုးချိုတိုင်တွေကတဆင်တနာပရိထံဘုကိုတုံးပေးလိုက်ပါစပါကလည်းတလောက်ဖြစ်နေတာတော့မှအချစ်ရဲ့နိုထချင်းလို့အော်ဟစ်ချင်းနဲ့လဲကျသွားခဲ့ရပါပြီ။လူပီတို့လည်းအရှိကိုဆက်သွားဖို့လုပ်တဲ့အခါစပါကပြန်ထလာခဲ့ပြန်ပါမယ်။စပါကလည်းသူလည်းဒီလိုမိမလလေးတွေနဲ့စွန်စားကန်းထွက်ချင်နေပြီးတော့လူပီကိုတပ်ပြီးရင်တော့နာမီတို့ရဲ့ကပတိန်ဖြစ်လာရမယ်ဆိုတာဘန်နင်ဘလိုးကိုတုံလိုက်ပါတယ်။လူပီကလည်းအတ်မမတ်ဟာဒနင်းကိုတုံပြီးတော့ပြန်တွန်းထုတ်ပေးလိုက်တော့တူလောင်ထားတဲ့ရှေ့စီကိုတွားထိပ်ပြီးအားလုံးလည်းရှေ့စီနဲ့အတူအပြင်ကိုထွက်လာခဲ့ပါပြီ။ အဲ့ချင်း ground ကရောက်လာပြီးတော့သူ့ရဲ့နာမည်က all hand ground ဆိုတာမှတ်ထားဖို့နဲ့လူပိရဲ့ခရီးစဉ်ကလည်းဒီမှာပဲပြီးသွားပြီလို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ ground ဟာသူကတခါမှမရှုံးမှုဒေးလို့ပဲလို့ဆိုကလူပိကိုစပြီးတော့တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့လူပိကိုမရှင်းပြနိုင်တာမဟုတ်လို့ ground ကဒေါတာရဲ့ထွက်လာပြီးတော့ပင်တတမြားပြီးတော့ရှုကိုတွေရောအားလုံးကိုပိတ်ဆော့ပြမဲ့ဆိုပြီးလူပိစကိုဦးတည်နေခဲ့ပါပြီ။လူပိကတော့ရှုကိုတွေကိုဆော်မဲ့သူကငါကိုတိုင်မဲလို့ပြန်ပြောလိုက်ပြီးတော့ ground ကိုလက်တီးနဲ့ပြန်ထိုးပစ်လိုက်ပါတယ်။သူတို့နဲ့လူပိတို့လည်းတမော့စီပြန်သွားကြတဲ့အခါအတင်းစောင့်နေကြတဲ့ပျိုတီတို့နဲ့တိုးပါတော့တယ်။ မင်းတို့ရဲ့တကူကောင်းဆန်တဲ့စိတ်တွေကြောင့်စိတ်ဆင်းရဲမှုတွေကိုဖြစ်စေတာကိုစွန့်စားတဲ့တခုလို့ခေါ်ကြတယ်။ဒါကိုခြေသက်သားတွေအနေနဲ့ခွင့်လို့ပေးနိုင်စရာအကြောင်းမရှိဘူးလို့ပြိုတီကအော်ပြောလိုက်ပြီးတော့အဲ့လိုမှမဖမ်းရင်လည်းယာသူချခံရလိုက်မယ်ဆိုလို့တသားတွေလည်းကိုကျိုးတွက်လုံးနေရလားဆိုပြီးတော့ဝိုင်းအော်ကြပါတော့။စားစရာတွေရှိသွားလဲကိစ္စတော့မရှိဘူးဆိုရင်ပဲ World Generation တွေကတယောက်ချောင်ဖမန်းနဲ့ရှင်ဆိုင်နေရရဲ့ခြေသက်စခန်းကရောရွက်ခတ်သွားတာကိုဌာနချုပ်ကသိသွားရင်ပြိုတီကသူယာသူချခံရပြီးတော့ထောက်ပံ့ငွေတွေလည်းမရနိုင်တော့ဘူးဆိုပြီးတော့အော်ဟစ်နေပါတော့။ ပွပွလေးလေးကြီးတဲတွေပြောနေတာမရက်နိုင်ဘူးပဲလို့နာမီကလည်းပြောနေပြီးတော့ဘာပဲဖြစ်ရှင်ကုတ်တင်မုတ်စီရောက်လာတဲ့ငါတို့အနိုင်ပဲလို့နာမီကပြောနေတော့ဖြိုတီကရှင်ကုတ်တင်မုတ်ကိုအမြောင်းနဲ့ပြလိုက်ပါတယ်လူဗီအဖိုးနဲ့တက်ခိုက်တိုင်းဒါကိုမချခဏတုံးသက်ကြောင်းနဲ့ကပ်ပနစ်ကငယ်လေးတုန်းကသူ့လက်တီးနေတော့မှဒန်သူဖြစ်ခဲ့ကြောင်းဖြိုတီကပြောလိုက်ပါတယ်ကပ်ကိုဟာကီထေတာရဲ့ကြီးစနဲ့တက်ခိုက်ခဲ့တာမလို့လူဗီရောမြည်ကြည့်မလားဆိုပြီးတော့ပြစ်တက်တဲ့အခါလူဗီလည်းနာမီတို့ကိုခေါ်ပြီးတော့အချိန်မီအောက်ကိုဆင်းလာနိုင်ခဲ့ပါတယ် နာမည်ကထန်နာဖော့တံပုံကိုတောင်းလိုက်ပါမယ်ရေသသားတွေကရဘာထိုင်းကားတွေကိုလှုပ်ထားတာမလို့လျှက်စစ်မတိုးတော့ပါဘူးသမက်ချော်ပါကတော့အားလုံးကိုအမောက်တိတ်ပေးလိုက်ပြီနာမည်ကလည်းသူ့ရဲ့လက်နက်ကမိုးကြိုးတစ်ခုတည်းမဟုတ်လို့ရှော့မတွက်ဖို့ပြန်ပြောလိုက်ပါမာဗစ်တံပုံကိုတောင်းလိုက်တဲ့အခါနာမည်ရဲ့ပုံရိပ်ရောင်တွေထွက်လာပြီးတော့တသားတွေကိုတိုက်ခိုက်ပါတော့တယ်တစ်ဖက်ကလူဗီကိုလည်းဖြိုတီကအမြောက်နဲ့အဆက်မပြတ်ပြစ်နေခဲ့ပါပြီတပည့်ကပြင်းထန်နေပြီမလို့အတူသွားကြဖို့ဘိုဟန်ကပြောတဲ့အခါဂရော့ကသူမသွားနိုင်မနဲ့သူကတိတ်ကိုအားနဲ့လုံးနေတဲ့ရယ်လို့ဆိုပါတယ် ဘိုဟမ်ကကောင်းရဲ့မျက်နှာကိုထိုးလိုက်ပြီးတော့ဘသူနေပဲရှင်ဆိုင်ရရှင်ဆိုင်ရအမြဲတမ်းရှက်တိခဲ့တဲ့ဆရာထက်တမှုတွေအခုဘယ်ရောက်သွားပြီလို့ပြောလိုက်ပါတယ်။ဘိုဟမ်ကဘီချီကွန်ကိုရခဲ့တယ်။ဇပါကသူဟာတီတာတွေကိုရခဲ့တယ်။ခေါင်းကဘယ်ဘက်လက်မောင်း အပွဲပဲငါတို့ကိုဘလို့တင်မိခဲ့လဲဆိုတာတကူမေသွားပီလာလို့စပကပြောလိုက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။တပကလူဗီကလည်းအီကဲဖာစုကန်နဲ့ဖြိုဒီကိုစော်နေခဲ့ပါပြီ။လွင်ထွက်လာတဲ့ဖြိုဒီကိုဘိုဟန်ကဖမ်းပစ်လိုက်ပြီးလူဗီနဲ့ဆက်ပြီးတိုက်ခိုက်ကြဖို့လှုပ်ကြပါတော့။ ground တယောက်လည်းတိုက်ခိုက်တဲ့နေကိုနားထောင်ခြင်းနဲ့ဆရာအောက်ကချီပြောခဲ့တာတကူပြန်တွေးနေခဲ့ပါရဲ့။အောက်ကကြီးကပျက်စီးနေတဲ့ဂျွန်းတစ်ခုကိုဝင်ကြည့်တဲ့အခါငိုကြွေးနေတဲ့ ground နဲ့သူ့ရဲ့လုံးဝမထိန်းချုပ်နိုင်တဲ့လက်တစ်ပတ်ကိုတွေ့လိုက်ရပါတယ်။ ခရော့ကသူ့ဒီလက်ကိုမလို့ခြင်းမဲ့ဖြတ်ပစ်ပေးဖို့အောင်ဟစ်နေတဲ့အခါအောက်ကီချီလည်းသူ့ရဲ့ရှေ့ခဲနဲ့လက်ကိုခဲပစ်လိုက်ပါရဲ့အဲဒီနောက်မှာတော့ရှေ့တိုက်ထဲကိုခေါ်လာခဲ့ပြီးတော့ ground ရဲ့လက်ကိုထိန်းချုပ်နိုင်အောင်လုပ်ပေးထားပေမဲ့အပြည့်စုံတော့မထိန်းချုပ်နိုင်သေးတာကြောင့်မလို့တိုက်ပွဲတွေထဲမှာတော့အောက်ကီချီကမပါခိုင်းသေးပါဘူးပင်လယ်ကိုထွက်ခွာလိုက်ရတဲ့တနာညတာမှုကင်းမဲ့တဲ့ဝရမ်းပြည့်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့အဲ့လိုကြာရှုံးကနေတဲ့ထပ်ပြီးတော့ကြုံတွေ့လာရမယ်ဆိုရင်ဘလို့လုံးမလဲလို့အောက်ကီချီကပြောလိုက်ပါရဲ့လောစရမလို့ပဲတနေ့တွေ့လာရပါပဲမလို့ကန်ကောင်းပါစေလို့အောက်ကီချီကချက်ပြောခဲ့ပါရဲ့ ground လည်းဒီအကြောင်းလေးကိုပြန်တွေးနေပြီးတော့နားလည်လာပြီလို့ဆိုပါရဲ့ တစ်ဖက်မှာလည်းဗိုလ်ဟမ်တို့တွေကလူပီးရဲ့လက်ချက်နဲ့မှောက်နေခဲ့ပါပြီ။အဲ့ဒီချိန်ဘရုတ်ကရောက်လာတော့အာလွန်နဲ့စိတ်ပူနေကြကြောင်းပြောပြပါတော့မယ်။ဘရုတ်ကသူ့လေရှုပ်တရားဆိုတော့တိတ်သွားပြီလို့ထင်ပေမဲ့တင်မော့ကတော့ဘေကင်းနေတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။တပြိုင်တည်းမှာပဲဂရော့ကရောက်လာပြီးတော့လူပီးကိုတိုက်ခိုက်ပါတော့တယ်။လူပီးကိုတွားခွင့်မပေးနိုင်တာမလို့ဒီဘေဘက်လက်နဲ့ပဲမင်းကိုစော်မယ်လို့ဂရော့ကဆိုပါတယ်။အရှင်ဆုံးကတော့လူပီးကြောင့်နိုးထားလာခဲ့တာမလို့ကျေးဇူးတင်တယ်လို့ Grock ကဆိုပါတယ်။သူတို့နဲ့ Grock ကသူ့ရဲ့လက်ကိုထိန်းချုပ်နေတဲ့စက်တကိုဖျက်ဆီးပစ်ပြီးတော့ကိုယ်တိုင်ထိန်းချုပ်ကလူပီးကိုတိုက်ခိုက်ဖို့လုပ်ပါပြီ။ လူဖီကအားလုံးကိုအရင်သွားနေဖို့ပြောတော့နာမည်နဲ့လက်ခတ်လိုက်ပြီးတော့ထွက်သွားကြပါတော့ရင်လူဖီက ground ရဲ့နာမည်ကိုထပ်မေးတော့ all hand ground ဆိုတာကိုပြန်ပြောလိုက်ပါတယ်ဒါလို့ね ground ကစပြီးတော့တခိုက်တဲ့ကလူဖီကရှောင်ပြီးတော့ jet pistol နဲ့ထိုးပါတယ် ground ကလည်းလူဖီရဲ့ pistol ကိုအမြန်ရှောင်ရှားနိုင်ခဲ့ပြီးတော့ဘယ်ဘက်လက်နဲ့ဖမ်းကကြောက်စောက်မှရိုက်ချလိုက်ပါပြီလူဖီကလည်းတက်ခိယကိုတော်မီပြန်တက်ခိုက်တဲ့အခါ ground ကလည်းသူ့ရဲ့ဘယ်ဘက်လက်နဲ့ပြန်တက်ခိုက်နေပြီးတော့မင်းစီမှရှိတာဒါအကုန်ပဲလို့ပြောရင်လူဖီကိုထိုးလိုက်ပါတယ်လူဖီက tall elephant gun နဲ့ပြန်ထိုးတာကို ground ကလည်းသူ့ရဲ့ဘယ်ဘက်လက်နဲ့ပြန်ပြီးတော့ထိန်းထားပါတော့ဟဲ့ နှစ်ယောက်သားရဲ့တိုက်ခိုက်မှုတွေကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးနဲ့တုံလှုပ်လို့နေခဲ့ပါပြီ။ဒါမဲ့နောက်ဆုံးမှာတော့လူဗီရဲ့ Thor Elephant Gun နဲ့ထိုးတာကို Grout ခံလိုက်ရပါတော့။ခဏကြာအောင်းနဲ့ငြိမ်သက်သွားပြီးတော့တတိလက်နေတဲ့ Grout ကိုလည်းပိုဟန်တို့ကနှိုးနေခဲ့ပါရဲ့။ Grout ပြန်တတိရလာတဲ့လူဗီကိုမေးတဲ့အခါပိုဟန်လည်းတော်တော်မတိလိုက်ခင်အတွင်းမှာပဲထွက်သွားကြပြီဖြစ်ကြောင်းပြောပြလိုက်ပါရဲ့။ Grout လည်းချီမောင်းနေပြီးတော့900မီလီယံဘယ်ဘီတန်တဲ့သူကအရန်အန်အောစရာကောင်းတာပဲလို့ပြောနေခဲ့ပါရဲ့။ ောက်တစ်ခါစုံသွေးချမယ်ဆိုရင်တော့ငါတို့ရဲ့ကျင်းတေပေါ့ဆော့ခက်တွေကိုဖမ်းချမယ်လို့ဘိုဟန်းကပြောလိုက်ပြီးတော့လက်ကမ်းပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းအတက်လူပြီးရွှေလာခဲ့ရတဲ့စားစရာတွေကိုပတ်တူတို့လူဗီတို့ကလည်းဆယ်မိနစ်အတွင်းမှာတခုမှမကြံအောင်စားလိုက်ကြလို့နာမည်လည်းပြောဆိုနေပါတော့။အားလုံးအဆင်ပြေသွားမှာပါလို့လူဗီကပြောနေရင်လည်းကျွန်းကိုလှမ်းကြည့်ကရှီမောနေပါတော့။ဒါနေ့ကတော့ one piece အပိုင်း200တစ်ဖြစ်ပြီးတော့အပိုင်း200ကိုစတင်ပေးလိုက်မို့သူကလိုက်လေးတယောက်ချက်စီနေပြီးတော့ comment link ကျွန်တော်မှတ်ပေးခဲ့ကြပါဦး channel လေးကို subscribe လေးမလုပ်ဝသေးလဲလုပ်ပြီးတော့ခဲ့ကြပါဦးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဆက်မှတ်ပါ